စစ်ပေးရှောင်နေကြရတဲ့ကြောက်ဖြူမျိုးနယ်ဒေသခံတွေရဲ့စပားခင်းတွေကိုစစ်ကောင်မရှင်တက်ကဝင်ရောက်ရိတ်သိမ်းနေပြီးတော့တပ်ပိုင်ကားတွေနဲ့တည်ယူနေတယ်လို့ဒေသခံနဲ့သမားတွေစီကသတင်းရရှိပါတယ်။စစ်ကောင်မရှင်နဲ့အာရခတပ်တော်တို့တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ဒေသခံတွေစစ်ပေးရှောင်နေကြရတဲ့အချိန်မှာတပြူတောင်ဒိုမတောင်ဂေါ်တူတောင်ကျေးရွာဝင်းကျင်တွေမှာရှိတဲ့စပားခင်းတွေကိုစစ်တပ်ကဝင်ရောက်ရိတ်သိမ်းပြီးတော့ကားနဲ့တည်ယူနေတယ်လို့ဒေသခံလက်သမားတွေကပြောပါတယ်။ ယနေ့ပဲဆိုရင်ခမာယာ943တက်ရင်ဘက်ကိုနေတိုင်းကောင်းလိုင်းစီးရတင်သားကြပါတယ်လို့မျက်မြင်ဒေသခံတွေကပြောပါတယ်။ကျောက်ဖူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ကျေးရွာတရာကျော်ကရွာသားတွေဟာအိုးအိမ်ဆုံးခါထွက်ပြေးနေကြရတာဖြစ်ပါတယ်။လက်ရှိအချိန်ဟာစပားရဲသိန်းတဲ့ကာလဖြစ်ပြီး အေကရာနဲ့ရှိတဲ့စပားခင်းတွေကို လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။တချို့ရွာတွေဆိုရင်အရင်ကအေးထိန်းချုပ်ထားတဲ့ရွာတွေပါ စစ်တပ်ကစစ်ကြောင်းထိုးလာပြီးနှစ်ဖက်တိုက်ပွဲဖြစ်တဲ့အခါမှာရွာသားတွေစစ်ပေးရှောင်နေကြရတော့မှာပဲစစ်ကောင်စီဘက်ကဝင်ရိတ်ကြတာပါကျွန်တော်တို့အတွက်တစ်နှစ်စာစားနေရိတ်ခါဖြစ်ပါတယ်လို့တပြူတော်ကစစ်ပေးရှောင်လာသူတူကပြောပါတယ်ကျိတ်သိမ်းထားတဲ့စပါးခင်းတွေကိုစစ်တပ်သုံးကားတွေနဲ့အမှတ်30နှစ်ရဲတပ်ရင်တစ်ပုံတော်ဌာနရှုံနဲ့ခမရ943တို့ကိုတည်ဆောင်နေတာဖြစ်ပြီးတော့စစ်တပ်ရိတ်ခါအတွက်အုံပြုဖို့စီစဉ်နေတာဖြစ်ပါတယ် စစ်ကောင်မရှင်တက်တွေဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ခြေရွာတွေကိုလည်းဒရုန်းမုံအနေနဲ့ပစ်ခတ်နေတာကြောင့်ကြောက်ဖြူမြို့နယ်တွေကစပားရိတ်သိမ်းနေတဲ့အမျိုးသမီးနှစ်ဦးကလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။